လိုင်ဝါဟာအသက်၁၄နှစ်မှာအာရမပြုကြည့်ခြင်းခံခဲ့ရတယ်။မတော်တဆကိုဝင်ရသွားတဲ့အတွက်သူ့အမေကဆေးရုံကိုခေါ်လာပြီးကိုဝင်ဖျက်ချပေးတယ်။သူကတော့မိုက်ကယ်ပါ။ဆေးရုံမှာမိုက်ကယ်နဲ့ပထမဆုံးဆုံခဲ့တယ်။အချိန်၃နှစ်အတွင်းလိုင်ဝါဟာရင်ငှားလိုမဟုတ်ဘဲပုံစံပြောင်းသွားတယ်။အပြိုမစစ်တော့ဘူးဆိုပြီးသူ့ဘဝသူတပ်ဖို့မထားတော့ဘဲငွေနောက်ကိုပဲလိုက်တယ်။ညတိုင်းညတိုင်းဧည့်သည်တွေနဲ့ဟိုတယ်လိုက်လိုက်သွားတယ်။ဆိုင်တစ်ဆိုင်မှာဧည့်သည်ထိုင်ဆောင်ရင်းမိုက်ကယ်ကိုထတ်တွေ့ခဲ့တယ်။ကော်မလီတယောက်ကမိုက်ကယ်ကိုရင်ထဲပက်လိုက်တာကြည့်ရင်ပျော်နေမိတယ်။မနေ့ပိုင်းမှဆိုရင်လိုင်ဝါကတာမန်ကျောင်းသူလေးတယောက်ဖြစ်ပါတယ်။အတန်းနဲ့ကမူရာကဖြူစင်ဆိုတဲ့ကော်မလီကိုအနိုင်ကျင့်တော့လိုင်ဝါကအကူအညီပေးတယ်။စိတ်တကြနေတဲ့ဖြူစင်ကိုဘာခေါ်သွားပြီးပြ ောင်းအောင်လုပ်ပေးတယ်။အဲ့ဒီအချိန်ကစပြီးအပြစ်ကင်းစင်တဲ့ဖြူစင်ဟာမျက်မှန်ကိုချော့အဝိလလလေးတွေဝစ်ပြီးလှိုင်ဝါတို့အဖွဲတဲ့ဝင်နေ။ဖြူစင်ကိုအဖွဲတဲ့ခေါ်လိုက်တဲ့အကြောင်းရရှိပါတယ်။အဖွဲတဲ့ကိုအသက်ဝင်လာတဲ့လူကယောက်ျားတွေကိုမြှူဆွဲရတယ်။တူတူရှိနေတဲ့အချိန်ခိုးရိုက်ထားတဲ့တပ်ပုံကိုအဲ့ဒီလူတွေကိုတွားပြပြီးရင်အဲ့ဒီမိန်ကလေးတွေနဲ့လာအိဖို့ဆွဲရတယ်။မူယာကလှိုင်ဝါကိုတစ်ဖက်သက်ချနေတာကြောင့်လှိုင်ဝါခိုင်းတယ်လို့အတိုင်းကျပ်ပေးနေတာပါ။လှိုင်ဝါတို့အဖွဲကတခါတလေအပြင်မှာရှောက်လှပြီးတပ်ပုံတွေရိုက်တယ်။မိုက်ကယ်ကတော့သူ့ရဲ့အတုပမှာထောင်ထားဖို့ပုံကိုကိုယ်တိုင်ရိုက်တယ်။လွန်ခဲ့တဲ့၃နှစ်ကသူ့မှာအုံနောက်ကိစ္စဖြစ်နေကြောင်းသိခဲ့ရတယ်။လှိုင်ဝါနဲ့မိုက်ကယ်တို့ရဲ့မိဘမျိုးရိုးချင်းကတူနေတော့ ဓာတ်ပုံဆိုင်ကဓာတ်ပုံတွေမှာပို့တယ်ဓာတ်ပုံတွေလဲပို့ဓာတ်ပုံဆိုင်ရှိကိုနှောက်သားပြန်လာတယ်အဲ့ဒီနေ့ကမိုးရွာနေပါတယ်မိုက်ကဲပုံသူ့စီရောက်လာတဲ့ကန်ဂျမာကိုအယဉ်ကျေတက်နေတယ်ထီတစ်ချောင်းနဲ့ရောက်လာတဲ့မိုက်ကဲကိုမြင်မြင်ချင်းမှတ်မိတယ်လှိုင်ဝါကသူ့ထီကိုဘေးကဖြတ်သွားတဲ့ယောက်ျားတစ်ယောက်ကိုပေးပစ်တယ်ဒါမှသာမိုက်ကဲနဲ့ထီတစ်ချောင်းနဲ့တူတူဆောက်လို့ရမှာပါမိုက်ကဲနဲ့တွေ့ပြီးကလေးကလှိုင်ဝါကဧည့်သည်ထက်လက်မခံတော့ပဲညင်ညင်လှော့တယ်မိုက်ကဲရဲ့တက်ကတူကိုသွားပြီးသူစာတင်တဲ့အတန်းတွေလိုက်တက်တာကိုမိုက်ကဲလည်းသတိထားမိတယ်လှိုင်ဝါကမိုက်ကဲကိုအားရအားသလိုတော်တော်ရှုပ်တယ်မိုက်ကဲဟာတက်ကတူကတမိုင်းဆရာတစ်ယောက်ဖြစ်တာကြောင့်သူ့ကိုဂိုက်လို့ပေးဖို့တောင်းဆိုပြန်တယ်ချိန်တွေးဖို့ဖွင့်ပြတော့တမ ိုင်းဆောင်ပွဲမှာအမတ်တရားရရင်စဉ်းစားပေးမယ်လို့ဆရာမိုက်ကယ်ကမျက်လုံးပေးတယ်။လှိုင်ဝါကမိုက်ကယ်ရဲ့ဖြစ်ကြောင်းဝမ်းသာသွားတယ်။လူတွေများကြီးကြမှာမရှက်မကြောက်တတ်တာပြပြီးအိမ်ပြန်ခဲ့တယ်။လှိုင်ဝါကယောက်ျားတစ်ယောက်ကိုတကယ်ချစ်မိသွားလို့ဒုတ်ထုတ်မဲ့အလုပ်ကိုဆက်မလုပ်တော့ဘူးဆိုတဲ့အကြောင်းတကယ်ချင်းတွေကိုပြောပြတယ်။စိန်ခန့်တိုက်ခန်းကနေပြောင်းပြီးတခြားတနေရာမှာနေတယ်။သူ့စိတ်သူစားထဲမှာပဲနစ်မြုပ်ထားတယ်။အမတ်စင်းထွက်လာတော့တမိုင်းမှာ69မှတ်ရတယ်။မိုက်ကယ်ကိုသွားပြတော့69မှတ်ကနေ100မှတ်ကိုပြေးရေးပေးတယ်။ဒါကချိန်တွေ့ဖို့လက်ခံလိုက်တဲ့သဘောပါပဲ။နှစ်ယောက်သားအပြင်ကိုအတူတူထွက်လေတယ်။လှိုင်ဝါကရိုမန်တစ်ဆန်ဆန်ရှောက်လေဖို့တွေးပြီးမဲ့မိုက်ကယ်ကတော့လေကွင်းနေစီသွားတယ်။အဲ့ဒီနေရာကနေအပ ြန်လက်ဆောင်တိချက်လေးတွေကိုတကယ်ချင်းတွေပုတ်ဝယ်ခဲ့တယ်။လှိုင်ဝါကမူရကိုလည်းတထည်လက်ဆောင်ပေးတယ်။ဆရာမိုက်ကယ်ကစာကြည့်တိုက်မှာစာဖတ်ရတာကိုကြိုက်တယ်။ဒါကြောင့်လှိုင်ဝါကသူ့ပေနာထိုင်ပြီးအချိန်ဖြုန်းမိတယ်။စောင်းစင်နာလူအကွယ်မှာမိုက်ကယ်ကလှိုင်ဝါကိုပြုတ်ပြုတ်ပေးတယ်။အခုဆိုရင်နှစ်ယောက်သားကပေါ်တင်ချိန်တွေ့နေကြပြီးတော့အတူတူလဲနေတယ်။မိုက်ကယ်ကသူ့မှာအချိန်ကြာကြီးမရှိတော့မှန်းသိတာကြောင့်လှိုင်ဝါကိုခွာကျင်လို့အေးဆက်ဆက်ဆက်ဆန်လာပါတော့တယ်။စိတ်တွေညစ်နေတော့ကိစ္စတစ်ခုကထပ်ပေါ်လာတယ်။မူရကသူ့ကိုတချိန်လုံးအနိုင်ကျင့်နေတဲ့ပထွေးကိုထိုးတက်ခဲ့တဲ့ဓာကြီးကိုကြောက်ကနေကိုယူလာတယ်။လှိုင်ဝါတို့ဖွဲ့ကတကယ်ချင်းတွေအားလုံးကိုဓာနဲ့လိုက်ထိုးတယ်။ဒါမှသာလှိုင်ဝါရဲ့ဘေးမှာသူတယောက်တည်းက ြံတော့ပါပါလှိုင်ဝါကမူရကိုတားရင်လက်တားထိပြီးသွေးထက်သွားတယ်လှိုင်ဝါကိုအနာတရားဖြစ်အောင်လုပ်ပြီးတဲ့အတွက်သူ့ကိုယ်သူဒေါသထွက်ထွက်နဲ့ခေါင်းပိုးပေါ်တက်တယ်လှိုင်ဝါပေးခဲ့တဲ့တီရှပ်လေးကိုဝတ်ပြီးသူ့ရဲ့ခန်းစားချက်တွေကိုရင်ဖွင့်ပြီးတဲ့နောက်တိုက်ရောက်ခုန်ချသွားပါတော့တယ်လှိုင်ဝါကဓာရီကိုမြင်လိုက်ရတော့အယံကြေကွဲသွားတယ်မူရလိုဖြစ်မျိုးထပ်မဖြစ်ရအောင်ပြူစစ်စီသွားပြီးတော့ကုညီပေးပြီးပြန်သုံးချဖို့အတွက်အကွက်ချပြီးမူရကိုအနိုင်ကျင့်ခဲ့တာဖြစ်ကြောင်းဝန်ခံတယ်သူ့ရဲ့အိုက်တော်တယောက်လိုသတ်မှတ်ထားတဲ့လူကလှည့်စားတာကိုတီးလိုက်ရတော့ဒေါသထွက်ထွက်နဲ့လှိုင်ဝါကိုပပိတ်ချပြီးအဆက်အသွယ်ဖျက်ပစ်လိုက်ပါတော့တယ်။ကျောင်းမအဆင်မပြေလို့စိတ်ညစ်ဖြစ်ဖို့မိုက်ကဲအိမ်ကိုသွားတယ်မိုက်ကဲအိမ်မှာလည်းဗာပစ္စည်း ီးမှမရှိတော့ပဲပြောင်းသလင်းခါနေပါပြီ။တကယ်ချင်းတွေနဲ့ပြဿနာတက်တဲ့အပြင်ဘဲကဆက်အသွယ်ဖြတ်တာကိုခံလိုက်ရတော့စိတ်ထောင်းကိုကျင်ဖြစ်ပြီးဖြားသွားပါပြီ။စေးယုံကိုဖြူစင်ကပါတင်းလာမိတဲ့အပြင်လှိုင်ဝါကိုခွင့်လွှတ်ပေးတယ်။မိုက်ကယ်ကအတော်ကြီးနေမကောင်းဖြစ်နေမှသူ့နှမဝန်ွယ်ပြောပြတော့မှသိလိုက်ရပါပြီ။ခွဲစိတ်ကူတာလိုက်ရင်လှိုင်ဝါနဲ့ပတ်သက်တဲ့မျက်ညံတွေမေ့သွားမှဆိုလို့ညှင်းဆက်နေကြတာပါ။လှိုင်ဝါကအမတ်တရားတွေကိုသူမှတ်မိတာကြောင့်တကယ်လို့မိုက်ကယ်မေ့သွားရင်သူကပြန်ပြောပေးမှာပါလို့ကတိပေးတယ်။ဒါကြောင့်မိုက်ကယ်ကခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။လှိုင်ဝါကသူ့ကိုအဓိကပြုစုဆောင်ရှောက်ပေးတယ်။လှိုင်ဝါအသက်18နှစ်ပြည့်တဲ့အချိန်မိုက်ကယ်လည်းခွဲစိတ်ကူတာမှုပြီးလို့နေပြကောင်းသွားပါပြီ။သူ့ရဲ့ ်မညံ့နေတဲ့မှာတော့လှိုင်ဝါကလုံးဝမရှိတော့ပါဘူး။မိုးရွာတဲ့နေ့တနေ့မှာလှိုင်ဝါကဘူတာမှာရက်နေတယ်။အဲ့ဒီချိန်မိုက်ကယ်ကထီတက်လက်ကိုကင်ပြီးအနားရောက်လာတယ်။လှိုင်ဝါဟာလက်ထဲမှာကင်ထားတဲ့ဒီကိုလှုပ်ပြစ်လိုက်ပြီးမိုက်ကယ်ရဲ့ထီရောက်ပြေးသွားတယ်။မိုက်ကယ်ကလှိုင်ဝါသွားကျင်တဲ့နေရာထိလိုက်ပုတ်ပေးတယ်။လှိုင်ဝါကဘသူမှမသိပေမဲ့မြင်မြင်ချင်းသဘောကျမိတာကြောင့်သူ့ကိုယ်သူစာမိတ်ဆက်တယ်။လူချင်းမေ့သွားပေမဲ့နှလုံးသားချင်းနီးနေသေးတာကိုသိလိုက်ရတဲ့အတွက်လှိုင်ဝါကကြည်နူးစိမ့်နဲ့မိုက်ကယ်ကိုပြစ်ဖက်လိုက်ပါတော့တယ်။မိတ်ဆွေတို့လည်းအချစ်စစ်တာမစစ်တာခဏထားပြီးအသက်ပြေအောင်ဆောင်စားလိုက်ကြပါမဟုတ်ရင်တက်ငင်နဲ့ဂျင်းရောက်ရနိုင်ပါတယ်။အစိုးရတို့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။